ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ရမေရှိသားတဲ့မပြီးခင် လူမမြင်စေနဲ့ဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်အလုတ်ကြီးကြီးလှုပ်သူဟာပူပြီးစိတ်စိတ်နေလေးရှိပါတယ်မေလ25ရက်ဆိုရှယ်မီဒီယာမှာ click to donate နဲ့ပန်ဆယ်လူတို့က dragon fly နဲ့ပတ်သက်ပြီးတော့ man pet နဲ့ ukraine စစ်ပွဲမှာတုံးတဲ့ fpv drone တွေရမယ်လူလူနဲ့လေတံပြစ်နေကြပါတယ် မူတည်ပေးတာဖြစ်ဖြစ်၎င်းတို့လုပ်တဲ့ Dragon Fly Project ကိစ္စတက်တည်ပြတာပဲဖြစ်ဖြစ်မလုပ်တင်ပါဘူးတပတ်ကစစ်လော်ဘီတွေရဲ့စိတ်ဓာတ်စစ်ဆင်ရေးနဲ့ဝါရဖြန့်ချိမှုကိုကောင်တာအနေနဲ့ပြန်တိုက်ခိုက်တယ်ဆိုရင်ပူပြီးမလုပ်တင်ပါဘူးရန်သူဟာသတိထားလာရင်ပူပြီးလုပ်ရခက်တဲ့အပိုင်းတွေများပါတယ်အဓိက responsibility and accountability ရှိဖို့လိုတာဖြစ်ပြီးတကယ်တမ်းပြောရမှာ NUG ကတမရဝန်ကြီးချုပ်တာဝန်နဲ့ဒေါက်တာဇော်ဝီဆိုးတို့ပဲထွက်ပြောရမယ်လို့ထင်ပါတယ်ဒီလောက်ပဲပြောချင်ပါတယ်အဓိကຫນွေဦးတော်လန်ရီကို မောင်းနေနေတာပြည်သူလူထုဖြစ်ပြီးတကယ်တမ်းဥဆောင်နေသူအဆုံးဖြတ်ပေးနိုင်တာ NUG တမရဝန်ကြီးချုပ်နဲ့မဟာမိတ် EA ကိုခေါင်းဆောင်နေဖြစ်ပါတယ် အဆုံးဖြတ်တိုက်ပွဲတိုင်းမှာဥဆောင်နိုင်တဲ့ခေါင်းဆောင်တွေဟာ sacrifice လုပ်ရတဲ့အပိုင်းတွေရှိပါတယ်။အများအအတွက်အ ਨੇ ကိုခက်ခက်ခဲခဲဇတိလိုက်ရတဲ့အပိုင်းတွေ viewer အတွက်ထိုးကျွေးလိုက်ရတဲ့အပိုင်းအခင်းကျင်းတွေအများကြီးပါပဲ။ဒုတိယကမ္ဘာစစ်လန်ဒန်ကိုဂျာမနီနာဇီလေတပ်တွေဘုံမှုရွာပြီးစီးရဲတာစီရနေပါတယ်။ဗီဒိန်နာကြာရှုံးရင်ဥရောပတိုက်လုံးဟစ်တလာရဲ့နာဇီတပ်တွေအုပ်ဆိုးပြီး လူသားမျိုးနဲ့ကက်ဆိုင်မဲ့အခြေအနေမှာဝစ်စတန်ချာဂျီဟာဒုတိယအကြိမ်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ချိန်မာလင်ကပျော်ပြောင်းပြီးဟစ်တလာပြောတဲ့အတိုင်းလိုက်လျှောပေးလို့ဟိုကအတင့်ရဲပြီးဥရောပတဒိုက်လုံးကိုသိမ်းဖို့လှုပ်လာတဲ့အခါကွန်ဆာဗေးတစ်သမားဖြစ်တဲ့ချာချီကိုနိုင်ရင်ဝန်ပေးလိုက်တယ်။ဘိုးဝါတိုက်ပွဲတိုက်ပြီးစီရီသတင်းတောက်လှုပ်ခဲ့တဲ့ဝင်းဆန်ချာချီကဂျာမန်တွေရဲ့စီရီလျှို့ဝှက် signal ကုတ်တွေဖြည့်ဖို့အချိန်နဲ့အမျှရန်သူစီရေးတရင်မျက်ခြေမပြတ်ထောက်လန်းခဲ့ပါတယ်။ဂျာမန်တွေရဲ့လျှို့ဝှက် signal ကုတ်ကိုဖြည့်လို့ရတဲ့အခါတကယ်ရေးကြီးတဲ့လျှို့ဝှက်မိုးနှက်အဆင့်တွေကိုစီစစ်အကဲဖြတ်ပြီးစစ်ဘက်ဆိုင်ရာအစည်းအဝေးညှိနှိုင်းမှုတွေလုပ်ပြီးအစီအမံချလိရှိပါတယ်။တချို့တရင်တွေ ရေးကြီးတာတောင်ရန်သူကရိပ်မိသွားမှစိုးတဲ့အတွက်ခြာကျွေးလိုက်ရတာရှိပါတယ်။ ရန်သူက၎င်းတို့ရဲ့ဝတ်စာကိုတစ်ဖက်က ဖော်နိုင်ပြီးဆိုရင် နောက်ထပ်ဝတ်စာတစ်ကိုထပ်ပြောင်းတာကြောင့်အချိန်ကုန်လူပန်းပါတယ်။အင်္ဂလန်နိုင်ငံပို့စ်မောက်စိတ်ကမ်းမှာရက်ထားတဲ့ဗြိတိန်စစ်သင်္ဘောတွေကိုဂျာမန်ရင်ငုပ်သင်္ဘောတွေဝင်တိုက်မယ်ဆိုတဲ့သတင်းပေါက်လာပါတယ်။သင်္ဘောတွေနေရာရွှေ့လိုက်ရင်ရန်သူနာစီတပ်တွေက၎င်းဝတ်စာဖြီးနိုင်ပြီးဆိုတာနဲ့နောက်ထပ်ဝတ်စာတစ်ထပ်ချိမ့်ပါပဲ။ ဝန်ဆန်ချာကြီးကဗီဒိန်သင်းမော၁၀စင်းရှိရင်9စင်းရွှေ့ပြောင်းပြီး3စင်းလောက်သာခြံခဲ့ပါတယ်။စတိလိုက်တာပါ။ဒီလို subscribe လုပ်လိုက်တဲ့အတွက်ဒီဒီကိုအလုံးစုံစစ်ပွဲတိုက်ခိုက်ချိန်မှာရန်သူရဲ့သတင်းကိုမမိတ်တက်တွေကြိုတင်လက်ဦးမှုရယူပြီးတိုက်နိုင်တဲ့အတွက်ဝင်ယူဇွန်းနဲ့အာနာရှင်မိษาနိုင်ငံတွေကြဆုံးခဲ့ရပါတယ်။ဝန်ဆန်ချာကြီးပြောတယ်မင်းငုံကောင်းတစ်ခု ရှိပါတယ်။ မင်းငုံအောင်တခုဟာအမျိုးသမီးငယ်တယောက်ရဲ့စကတ်နဲ့အလားတရံတူပါတယ်အဓိကအပိုင်းကိုလွှမ်းခြုံမိအောင် လုံလောက်တဲ့အတိုင်းအရှိရှိတဲ့တလို့စိတ်ဝင်စားစရာ ကောင်းလောက်အောင်လဲခတ်တူတူ ဖြစ်တဲ့မှာလေတဲ့ပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မုတ်ချအောင်ရမယ်